တဝဲမျိုးပေါ်မှာထိပြူဆောင်ပြီးပြင်ပေါ်တရားဟောလီရှိတဲ့မြို့သားတူဖန်စီခံရတယ်လို့ဒွေဒီတာခံတန်ကအတိုင်းဝိုင်းစီကတည်ရပါတယ်ဝေချုံရကွယ်လင်းကွင်းလမ်းမှာတည်တောင်းဖွင့်လင်းထားတဲ့ယထဗုဒ္ဓပရိပတ်တိသဒ္ဒနာရှိတာဥဆောင်သူအသက်50ဝန်းကျင်အရွယ်ဦးဤချင်းဖန်စီခံရတာလို့တန်ကအချို့ကမိန်ပါတယ် ။ဦးဤချင်းကိုစတင်မာလာ25ရင်းညနေ4နာရီလောက်မှာသဒ္ဒနာရေးတာဝန်ရှိသူတွေနဲ့ဇေတာဘွက်ကားရေးကအတွင်းဝင်ရောက်ဖမ်းဆီးခဲ့ပြီးသဒ္ဒနာဆိုင်ရာပြည်မှုပေါ်မှာနေကုန်းကားကကြီးနဲ့ကနဝတရားဆွဲဆိုထားတယ်လို့ဒိုဝင်မျိုးခံရန်တပါကအမိန့်ကြပါရယ်။အဲဒီဇေတာအတွင်းဖြူဖြူမှုပြီးပလင်ဘော်တရားဟောနေတဲ့ဦးဤချင်းတပ်ပေါ်တွေဆိုရှယ်မီဒီယာပေါ်ပြန့်နှံ့လာပြီးနောက် ဒွေဒိတာကန်တန်ဃာတော်ရဲ့တိုက်တော်မှုအရာဝင်ရောက်ဖန်စီခဲ့တာလို့တန်ဃာအတိုင်းဝိုင်းစီကအတည်ရပါတယ်။ရှိုးကြီးကိုးခွေရပါသားတခုခုကိုစောကားသူဒါမှမဟုတ်စောကားဖို့အာထုပ်သူကို ပိုးမနှစ်ကိုငါကကြီးနဲ့တရားဆွဲဆိုနိုင်ပြီး ပြင်မှုထင်ရှားပါက ထောင်တန်းတနေဖြစ်စေဂွေတန်းဖြစ်စေတန်းနှစ်ရလို့ဖြစ်စေချမှတ်နိုင်တယ်လို့သာသနာဆရာပြင်မှုတွင်မှရေးသားဖော်ပြထားပါတယ်။ ဥယချင်းဦးဆောင်တဲ့ဧရီတာမှာတရားစခန်းဝင်သူနဲ့တိလဆောက်တီသူပုံမှန်ရှိပြီး သူကိုသာသနာဆရာပြင်းမှုမြောင်းနေတဲ့လိုရတွေးစံမလို့ဖို့အေးနှစ်ကပုဂ္ဂလိကသွားရောက်တတိပေးခဲ့ဖို့ပြီးမဲ့ရန်တန်တာမရှိခဲ့ဘူးလို့ဆိုပါတယ်တပ်ပုံမှန်တန်တွေအရာဥယချင်းဟာပလင်ပေါ်တရားဟောနေတာကိုတွေ့ရှိရပြီးပလင်ကိုသွားရလမ်းတစ်လျှောက်မှာလေထိဖြူမှုပေးတာဂျပန်ပူဇံချင်းတွေပေါ်မှာလမ်းလျှောက်တာ အပရိသတ်တွေကလူကြီးရှိခိုးတာတွေကိုတွေ့ရပါတယ်။ပြီးတဲ့စနေမာလာ20ရက်ကလေးတီဗီဆောင်ပြီးပလင်ဘော်တရားဟောတဲ့မော်ဘီနဲ့မူတိုမျိုးနဲ့နိဘရွန်ရွာကအမျိုးသမီးကြီးတူလေးဖန်စီခံလိုက်ရပါတယ်။